အားလုံးပဲမြင်လာပါဆင်မတော့တာလစတာပိုင်းစုတည်ရဲ့ဆင်မလေးစုတည်ပဲဖြစ်ပါတယ်။ဆီယမကဒီတကောက်ပေါ့နော်။အင်းအောင်တဲ့အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်ပေါ့နော်အဲများတော့အဖြစ်တော့ဆင်မတွေ့နေရတာအမျိုးသမီးတွေပေါ့နော်အဲဒီအင်းအောင်ကြီးနုံထဲမှာနစ်နေရုံထွက်နိုင်ဘူးပေါ့နော်ကိုအင်းအောင်ဘက်ကကိုပေါ့မကောင်းဘူးပေါ့နော်အဲနှီးမြို့နဲ့နှိမ့်ဆက်တဲ့အဲ ကိုနှိမ့်ဆက်တာပဲဖြစ်ဖြစ်ပေါ့နော်ရိုင်းတတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်စိတ်ကိုနှိမ့်ဆက်တာပဲဖြစ်ဖြစ်ပေါ့နော်အမျိုးမျိုးတော့နှိမ့်ဆက်မှုမျိုးစုံနဲ့အိမ်တွင်အကျန်းဖတ်တယ်ပေါ့နော်အဲ question ခွင့်တောင်းတဲ့အခါမှာလည်း question ခွင့်မရဘူးပေါ့နော် question ခွင့်မပေးဘူးအဲအနားမှာထားပြီးတော့ပဲအဲပုံစံမျိုးမျိုးနဲ့နှိမ့်ဆက်နေရဲ့အိမ်တော်သေးလေးကြီးလည်းရှိရဲ့ပေါ့နော်အဲ့လိုအိမ်တော်သေးလေးအတွက်ပေါ့နော်အဲ question ခွင့်အမြန်ဆုံးရနိုင်မဲ့ရေဒီယာလေးကိုပြပြပြီးတော့မှာပဲဖြစ်ပါတယ် ဒီရေတွေကိုရေရုံချီချီနဲ့တိုင်းလုပ်ကြည့်ပါအစွမ်းထက်စီမဲ့ဆိုဆရာမလေးအာမခံပါတယ်ဒါပေမဲ့ဒီရေတွေကိုပြုတ်လုမဲ့ဆိုရင်တော့တတိထားမဲ့အချက်လေးတော့ရှိပါတယ်အဲ့ဒါကတော့ကိုကဒီရေတွေကိုလုမဲ့ဆိုရင်ကိုကမန်ကန်နေရတူတော့ဖြစ်ရပါမယ်အဲကိုကဒီအိမ်နောင်ကြီးဒီအိမ်နောင်ဖက်အပေါ်မှာမမှန်ကန်ကန်နဲ့တစ္ဆာရှိရှိပေါင်းတင်းနေရတူတော့ဖြစ်ရမယ်ပေါ့နော်အဲကိုကဒီ နောက်တယောက်အငယ်အနောင်လိုချင်လို့ပေါ့နော်ဒီရေတရားလောက်တာမျိုးမဖြစ်ရဘူးအဲကိုကတကယ်အမှန်တကယ်ဒီအိမ်တော်ဘက်ကကို့အပေါ်မှာပေါ့နော်လူရောစိတ်ရောပေါ့နော်နေအမျိုးမျိုးနဲ့နှိမ့်ဆက်နေတယ်အဲဖောက်လွယ်ဖောက်ပြန်နေပြုတ်လုံနေတယ်ပေါ့နော်တစ္ဆာမရှိဘူးအဲအိမ်တွင်အကျန်းဖတ်မှုတွေပြုတ်လုံတယ်ပေါ့နော်ဒါတွေကမန်ကန်နေရမယ်ပေါ့နော်ကို့ဘက်ကလည်းဒီအိမ်တော်ကြီးဒီအိမ်တော်ဘက်အပေါ်မှာမမန်ကန်ကန်ပေါင်းသင်းနေတဲ့သူမျိုးဖြစ်ရပါမယ် စမလေးရဲ့ဒီဗီဒီယိုလိုက်ရယ်ရှယ်လေးလည်းပြုလုပ်ပေးထားကြပါအောင်နော်။ဒီမှာအခုပြောမယ့်ရေဒီယာကငွေကုန်ကြေးကြလည်းမများဘူး။အဲလွယ်ကူရိုးရှင်းပြီးတော့လည်းထိရောက်တဲ့နီးလေးပေါ့နော်။ဒီရေဒီယာကိုပြုလုပ်ဖို့အတွက်ပေါ့နော်ပထမနီးလေးရတော့ဖျောင်းနိုင်တိုင်းလိုမယ်ပေါ့နော်။ဖျောင်းနိုင်တိုင်းလိုပါမယ်။ဒီဖျောင်းနိုင်ကိုဒီထိတ်ကိုဖြတ်လိုက်မယ်ပေါ့နော်ဒီထိတ်ကိုဖြတ်လိုက်မယ်ဒီဖင်ကိုကြတော့ပြန်ခြုံပေးမယ်ပေါ့နော် အပေါ်နဲ့အောက်ပြောင်းပြန်လုပ်လိုက်မယ်ဒီအောက်ကိုကျတော့ဖြတ်လိုက်မယ်ဒီအပေါ်ကျတော့အပြန်ခြုံပြီးတော့မိစာလေးထွက်အောင်လုပ်ပေးမယ်ပေါ့နော်အဲပြီးသွားလို့ရှိရင်ဒီဒီကနေစပြီးတော့ပေါ့နော်နာမည်ကိုစရေးမယ်ပေါ့နော်သူ့ရဲ့နာမည်ကိုရေးမယ် ူရဲ့နာမည်ရေးတချောင်းရေးမယ်ပြီးကြလို့ရှင်ဒီဘက်မှာအမြန်ကွာရှင်းခွင့်ရပါစေဆိုပြီးတော့တချောင်းရေးမယ်ပေါ့နော်ရေးပြီးတော့မြတ်စွာဘုရားရှင်ကိုအပူဇော်ပေးမယ်ပေါ့နော်မြတ်စွာဘုရားရှင်ကိုပူဇော်ပြီးတော့မှအမြန်ကွာရှင်းခွင့်ရဖို့ဝန်ဆုတောင်းပေါ့နော်ဒီဖျောင်းနိုင်နည်းလေးကနေ့တိုင်းလုပ်လို့ရပါတယ်ဘယ်နေ့မှစလုပ်ရမယ်ဆိုတာမရှိဘူးအဲကြိုက်တဲ့နေ့ကနေစလုပ်ရတယ်ညဘက်မှာထုံးပေါ့နော်ညဘက်မှာထုံးလို့ရတယ်နေ့တိုင်းလုပ်လို့ရတဲ့နည်းလေးဖြစ်ပါတယ် ီဖျောင်းနိုင်နီလေးကပထမနီလေးပေါ့နော်နောက်ထပ်ဒုတိယနီလေးကကြတော့ချက်တွန်နီတလုံးလို့ပါမယ်ဒီချက်တွန်နီကိုအခွန်ခွာလိုက်မယ်ပေါ့နော်အခွန်ခွာပြီးရင်ဒီအလဲကိုဖောက်လိုက်မယ်ဟိုဘက်ဒီဘက်အလဲကိုသူတို့ဖောက်လိုက်မယ်ပေါ့နော်ဖောက်ပြီးသွားလို့ရှိရင်စာရွက်တစ်ရွက်လို့မယ်အဲ့ဒီစာရွက်မှာသူ့ရဲ့နာမည်ရေးမယ်ပေါ့နော်သူ့ရဲ့နာမည်ရေးမယ်နေ့နဲ့ရေးမယ် ကျွန်တော်တို့ရှင်အမြန်ကွာရှင်းခွင့်ရပါစေဆိုပြီးရရေးမယ်။ပြီးရင်အဲ့ဒီရဲ့စာရွက်လေးကိုလိတ်လိုက်မယ်ပေါ့နော်။လိတ်ပြီးသွားရင်မိမိရဲ့သပင်တစ်ချောင်းကိုနှုတ်ပါ။ကိုယ့်ရဲ့သပင်တစ်ချောင်းကိုနှုတ်ပေါ့နော်။နှုတ်ပြီးသွားရင် အခုနလိတ်ထားတဲ့စာရွက်ကလေးကိုကိုယ့်ရဲ့သပင်လေးနဲ့တို့ပတ်လိုက်မယ်။ကိုယ့်ရဲ့သပင်လေးနဲ့ပတ်လိုက်မယ်။အဲပတ်ပြီးသွားပြီဆိုရင်အဲ့ဒီဟာကိုဒီစက်သွန်ညှောက်ထားတဲ့အထဲဒီအောက်ထဲကိုဒီအလိတ်လိုက်ပြီးထည့်လိုက်မယ်။နော်။ လိမ့်လိုက်လေးထည့်လိုက်မယ်ထည့်ပြီးသွားရင်ဒီရဲ့စက်သွန်နီကိုကို့အိမ်နဲ့ဝေးတဲ့တဏီယာပေါ့နော်ကို့အိမ်နဲ့ဝေးတဲ့တဏီယာမှာမြေမြုပ်ရမယ်ဟုတ်ပြီနော်ကို့အိမ်နဲ့ဝေးတဲ့တဏီယာမှာမြေမြုပ်ရမယ်မြေမြုပ်ပြီးတော့အဲအမြန်ဆုံး ቋ ရှင်ခွင့်ရဖို့ဆူတောင်းပေါ့နော်ဒီစက်သွန်နီရေတရားကတော့တစ်ချိန်ပဲလောက်ရမှာဖြစ်ပါတယ်ဘယ်နေ့နံပဲဖြစ်ဖြစ်ပေါ့နော်ဘယ်နေ့မှာပဲလောက်လို့တစ်ချိန်ပဲလောက်ရမှာဖြစ်ပါတယ်အရန်အစွမ်းထပ်ပါတယ် ကဲဒါဆိုရင်တော့ဆီယာမလေးကအိမ်တော်ရဲ့အပူတော့ကတွေကြီးပြီးတော့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေတဲ့အိမ်တော်တယ်လေးတွေအတွက်လွဲကူထိရောက်ပြီးတော့ရိုးရှင်းတဲ့အစွမ်းထက်တဲ့ရေဒီယာလေးကိုပြပြပေးသွားတာပဲဖြစ်ပါတယ်တတိထားရမယ့်အချက်လေးတော့မမေ့နဲ့ပေါ့နော်သမားလေးစီမှာတာရောပေးနေမိချင်တာပဲဖြစ်ဖြစ်အဆောင်နေဝဲယူချင်တာပဲဖြစ်ဖြစ်ရေးရိုင်းအချင်လို့ပဲဖြစ်ဖြစ် page နဲ့ viber နံပါတ်မှာလာပြီးတော့ဆက်သွင်းနိုင်ပါတယ်